ပြည်သူများခင်ဗျာရန်ကုန်တိုင်းဒေသကြီးပဟန်းမြို့နယ်ငါးတက်ကြီးမြောက်ကွက်လိပ်ပြကန်ကျောင်းတိုင်းနန္နာအောင်မြေကျောင်းမှာကျင်းပပြုလုပ်တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့စုစွမ်းနဲ့ဝါချလာနိုင်ငံကဘရင်စေယုံကြီးမှာဆရာဝန်ကြီးများမှအခမဲ့ကုသိုလ်ဖြင့်စစ်ဆေးပေးမှုအစီအစဉ်ကိုတော့ဇွန်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာလာရောက်စစ်ဆေးပေးကြတာဖြစ်ပါတယ်ဒီကုတကြိမ်နဲ့ဆိုရင်၅ချိန်မြောက်လာရောက်အခမဲ့စစ်ဆေးအကြံပြုတဲ့အစီအစဉ်တစ်ရပ်ဖြစ်ပြီးနှလုံးရောဂါဆိုင်ရာများ ရိုးကြောယောဂါဆိုင်ရာများနဲ့အထွေထွေယောဂါများကို အခမဲ့စစ်ဆေးပေးကြတာဖြစ်ပါတယ်ကျားတို့ဒီကနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့စုစောဝဆေးုံမှာနှလုံးထုခုဆရာဝန်ကြီးဥဆောင်ပြီးတော့အဲအထွေထွေသမားတော်အယိုးကျော်အဓိကကတော့နှလုံးထုခုဆရာဝန်ကြီးပေါ့လေအဲ့ဒါလာရောက်ပြီးတော့ပရာဟိတအနေနဲ့ ကုသိုလ်ဖြင့်ဆန္ဒဆစ်ဆေးညွှန်ကြားပေးတယ်ပေါ့ဒီအချိန်မှာဆိုရင်၅ချိန်ရှိသွားပြီဟိုဆရာတို့ကျောင်းမှာကုသိုလ်ခြင်းတစ်လတစ်ချိန်နှစ်လတစ်ချိန်အဲအခါလျော်သွားပဲလာတာများပါတယ်ဆရာတော်ကိုနှိုက်ကလည်းပရာဟိတကိုဝါသနာပါလို့တတ်နိုင်သမျှဆောင်ရွက်ပေးတာလည်းဖြစ်တယ်ကျောင်းမှာဆိုလို့ရှိရင်လည်းပဲစနေနေ့တိုင်းအပတ်စဉ်အပတ်စဉ်ညနေ2:00ရက်နောက်ပိုင်းမှာဆိုလို့ရှိရင်ဆရာဝန်ကြီးတွေလာလာထိုင်ပေးပြီးတော့ ဆရာတော်ကဆေးလှူပေးတယ်ဆရာဝန်ကြီးတွေကတပတ်စာဆေးပေးပြီးတော့ကုသပေးတယ်ပေါ့ခုလိုထိုင်ရနေပြီးတော့နှလုံးတစ်ခုဆရာဝန်ကြီးအယိုးကျော်ဆရာဝန်ကြီးအထွေထွေသမားတော်ကြီးဥဆောင်ပြီးတော့ဆရာဝန်၅ယောက်လာတယ်ပေါ့ဆရာဝန်၅ယောက်လာတဲ့အခါမှာလည်းပဲသူတို့ရဲ့တာဝန်ကြရာတွေကိုအကုန်လုပ်ပေးတယ် ECG ဆက်လဲပါလာတယ် echo ဆက်လဲပါလာတယ်ပါလာတဲ့အခါမှာတခါတည်း ECG ဆွဲ echo စမ်းသပ်ပြီးတာနဲ့အပြေတန်းထွက်တယ်ပေါ့တန်းထွက်ပြီးတာနဲ့လိုအပ်တာလေးတွေသူတို့ညွှန်ကြားပေးပါတယ် အဲ့လာတဲ့အားလုံးကိုလည်းပဲဆရာတော်ကပရဟိတအနေနဲ့မနေ့ပိုင်းကိုအာဟာရဒါနအကျွေးမွေးပေးပါတယ်ယခုလည်းပဲဆရာတော်တို့ရဲ့ဒီပရဟိတဆောင်ရွက်နေတဲ့နေရာဆရာဝန်ကြီးတွေလည်းလာရောက်ပြီးတော့အခမဲ့ကုသပေးပြီးညွှန်ကြားနေတဲ့နေရာလေးကိုလာရောက်ပြီးတော့ MRTB ဖိုးကအဲရိုက်ကူးပြီးလွှင့်ပေးတဲ့အတွက်လည်းဘုရားအရန်ဝမ်းသာတယ်ဘာရောဝမ်းသာလဲဒါလည်းပရဟိတကုသိုလ်တစ်ခုပဲဝေယဝိသကုသိုလ်ကလည်းအတူတူပဲကိုယ်တိုင်ကိုကြကုသတာလည်းကုသိုလ်အတူတူပဲလှူပေးတာလည်းကုသိုလ်အတူတူပဲဖြစ်တဲ့အတွက်ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်နယ်လင်းကြဲကယနေ့ရွေကပြည်သက်ပြည်သူများနဲ့ပြည့်နှက်ခဲ့ပြီးတန်ဃာတော်များတိလားရှင်ဆရာလေးများကိုလည်းစစ်ဆေးကြံပြမှုတွေပြုလုပ်ပေးကြတာဖြစ်ပါတယ်။လာရောက်ပြသကြသူတွေထဲမှာနှလုံးရောဂါမျိုးမျိုးအတွက်လာရောက်ပြသကြသူတွေများပြားပြီးတော့အယိုးအကျော်ရောဂါဆိုင်ရာများအတွက်ပြသကြသူတွေလည်းတွေ့ရတာဖြစ်ပါတယ်။ Hello, uh, my name is Dr. Prasad Singh Harianon. I came from Sukhswat Hospital, and I, I myself is a cardiology. I come with the team of the doctor and nurse. We come here to this monastery by the invitation of uh, His Holy Nimala. We come here. This actually, this is our fourth time. We are coming here like a routinely, very regular, every one or two months, and we see the patient on charity basis. We don't charge anything. We, we come, uh, you know, we so far, uh, we, we have uh, see quite a number of patients by now. We start to have regular patients coming to us, and uh, we will continue doing this. Uh, we, we have all the variety of the disease, um, mostly the infectious disease. And uh, I myself, as a cardiologist, I see quite a common like rheumatic heart disease, uh, as well as some of the developed uh, um, this, uh, country disease like uh, hypertension, diabetes, and uh, ischemic heart disease, about coronary arterial disease. And it start getting very uh, high and high. We notice that for the last few months, we see more and more of coronary heart disease. And some of the advanced disease uh, that we see is like uh, severe heart failure and all this stuff. At the beginning, when we first start, we, we, we quite uh, see a lot of patients who get very sick. But right now, we see that patient is very cooperate and then they just follow our instruction. Many of them come back, you know, almost, uh, that they come to us. And we can see the improvement. And they become more healthy and they become more concerned about their health. They take care of their um, general uh, health and then uh, control the blood pressure, control the sugar and uh, we are very happy with the result and uh, we, we have more and more people come and help us on this and we are very pleased about that. Uh, I, I was very amazed and very impressed with everybody who work very hard here uh, from the monk and the, the, those volunteer. They recruit people to come, they give health education. You know, we, I, I, we feel we are not doing very much actually. They are the one who work very hard and uh, they come to the people and then and people also themselves is very cooperate the way we look at it it's so amazing and so impressive စေနာဝန်ထမ်းဖြစ်လာရောက်ကူညီပေးကြတဲ့ဆရာဝန်များကလည်းအားတက်စရောကူညီပေးခဲ့ကြပြီးဆရာတော်နဲ့ဒါယကာဒါယိကာမများကလည်းလာရောက်ပြသကြတဲ့သူတွေကိုနေလဲစားများနဲ့ဒါနပြုလှူဒန်းခဲ့ကြသေးတာဖြစ်ပါတယ်။ အနီမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ပါအနီနာမည်နဲ့အနီဒါဘယ်ကလာပြီဒီမှာဆေးကုလမူလာရောက်ဒါခံယူလဲပေါ့နော်ဒီပန်းလို့လဲမိတ်ဆက်ပေးပါဦးခင်ဗျာအန်ဒီကမန္တလေးရပါမန္တလေးကနေပြောမှအဲဆရာတော်ဒီရဲ့ပေါ့လေမဟုတ်ဘူးသတိပဋ္ဌာန်ဆရာတော်ဖရားကိုလာပို့ရင်းနဲ့လာရတာပါအခုဟုတ်ကဲ့ပါအခုဒီမှာလာလို့ပြတ်သားကြတဲ့လူနိုင်ထဲမှာလိုက်တာဘလို့ယောဂါတွေအဖြစ်များလဲဒါအနည်းနည်းနဲ့ရောဒါပဲရောဂါကိုလာပြီးတော့ဒါပြတ်သားလဲပေါ့နော်ဒီပန်းလေးကိုလည်းပြပြပေးပါဦးခင်ဗျာ အန်တီကနှလုံးယောဂါပေါ့နော်နှလုံးယောဂါဝေဒနာတယ်ပေါ့နော်တယောက်ပါပြီးတော့အန်တီကိုးကြတဲ့ဆရာတော်ပေါ့လေသတိပ္ပံဆရာတော်ဖေကလည်းနှလုံးယောဂါအနေနဲ့ပေါ့လေတော်တော်ဆိုးဝါးဖြစ်တာအဲ့ဒါကိုအခုလာရောက်ကူတာတဲ့အဲဆုဆဝါပိုင်ရှင်ပေါ့နော်ဘယင်းစေုံအုပ်အဲ့ရဲ့ဆရာဝန်ညနေပြောမှာအကြဉဏ်ပေါ့လေပေးပြောမှာကုသမှုမှာတော်တော်လေးတက်တာပေါ့တက်တာလာခကြတော့ဆရာတော်အနေနဲ့ကဘာငေါ့ကိုခဏခဏတော်ဖို့ဆိုတာလေအစ်စင်မပြေဘူးလေအရင်နှစ်လတော့ငါတစ်ခေါက်သွားပြီပေါ့အခုတခါမှလည်းစေးတိုးလျှော့လို့ချင် နာရဲ့ဆရာရဲ့အခြေအနေကိုသိချင်တာနဲ့ကြောင့်မို့လို့မန္တလေးကနေဆရာတော်နဲ့အဲအခုဆရာတော်ဟိုဘောဆရာဝန်ညို့လာရောက်ပြတာပါဟုတ်ကဲ့ပါတော့ဒီမှာလာရောက်ပြတာကြတဲ့လူနာတွေပေါ့ဒါလာပြီးတော့ကုသိုလ်ဖြစ်လာရောက်ဒါအခမဲ့ကုသကြတဲ့ဆရာဝန်ကြီးတွေတို့ရဲ့ယူဆိုင်မှုတွေတို့ရဲ့အကြံပေးချက်တွေအားလည်းလူနာတွေအတွက်ဘယ်လောက်ထိပေါ့နော်ဒါအကျိုးဖြစ်ထွန်းစေလဲအကျိုးရှိစေလဲပေါ့ဒါတို့ဒီလူနာတရားရဲ့အမြင်အနေနဲ့သုံးသပ်ပေးသေးချင်ပါတယ်ခင်ဗျ ဟိုဒီခုလာပြတယ်ပေါ့เนาะဆရာညီရာကြတော့လူနာတွေတချို့လူနာတွေကကြတော့ဟိုဘယ်လိုပြောမလဲဆိုတော့ကိုယ့်ရောဂါကိုဟိုလစ်လူရှုထားပေါ့เนาะတေးတယ်ကြီးတယ်သူတို့မသိကြအောင်ပေါ့เนาะဒီမှာကြတော့ခါကြတော့ရှင်းပြမယ်ဆိုရင်ဟိုဘယ်လိုပြောမလဲဘန်ကောက်ထိလည်းတမပြနိုင်ဘူးလေဒီမှာခဏတစ်ဖြုတ်လာမှာကုသိုလ်ဖြစ်ပေါ့လေဆရာတော်ဖျားခုရဲ့လက်ပြကံပေါ့လေနနာအောင်မြင်ဆရာတော်ဖျားရဲ့ ကျေးဇူးကြောင်းပေါ့ဒီမှာအခမဲ့လာပြီးလုပ်တဲ့ခါမှာတို့တွေကလာရောက်ပြတာတော့တချို့တွေကဆိုလို့ရှိရင်ယောဂါတော်တော်လေးကြီးမားနေပေါ့ကြီးမားနေအောင်ဆရာအောင်နေရနေပြောမှဟိုလမ်းညွန်ပေးပြောမှကုသမှုကြောင့်မို့လို့ဟိုတော်တော်လေးအဆင်ပြေသွားတဲ့တွေလည်းများတယ်လေချို့တွေကြောင့်ကိုယောဂါကိုဟိုဘယ်လိုပြောမလဲတအားကြီးတဲ့တကြောင်စိတ်ဓာတ်ကျတာပေါ့ဒီမှာစိတ်ဓာတ်ကျနေတဲ့လူတွေကလည်းလေဒီမှာပြန်ပြီးဆရာတွေရဲ့အားပေးမှုနဲ့ကုသမှုကိုအောင်မြင်သွားတယ်လည်းအများကြီးတွေ့ရပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဒါဆရာတော်အမှုပြုတဲ့ဒါဆရာဝန်ကြီးကလာပြီး ါမကြာခဏဆိုလို့လာပြီးတော့ဒါအခမဲ့ကုသိုလ်ဖြစ်ဇီဝရတနာလာပြီးတော့ဒီကုသမှုအစီအစဉ်တရားနေနဲ့ဒါလာတော့တွေ့ရပါတယ်ဒီပုံဆွတောင်းစကားလေးတုံ့ပြန်စကားလေးပြောပြပါဦးခင်ဗျအာဆရာတော်ဘုရားကြီးကိုယ်တိုင်ကနှလုံးထူးခွဲသိကူတထားရတဲ့ပေါ့လေဆရာဝန်ဆရာတော်ဖြစ်ပါတယ်။သူကသူ့ယောဂါကိုစပြီးကူတတဲ့အခါမှာသူခံစားရတဲ့ဝေဒနာကိုတခြားလူနာတွေကိုကိုချင်းစာပြီးတော့ပါစာနာပြီးတော့မှဒီရဲ့ ပေါ်ကုသဖြစ်ကိုသူအစတင်ပြောမှလှုပ်ဆောင်ခဲ့တာပါလှုပ်ဆောင်ခဲ့တော့ကြာအခုလဲဆရာတော်ဖျားကိုပုံပြီးကျမ်းမာစေချင်တာရဲ့တော့လာရခဲ့ကုသတဲ့ဆရာဝန်တွေကလည်းတို့ကလေဟိုတို့နိုင်ငံမှာပေါ့လေတို့စီးပွားဆရာစီးပွားအနေနဲ့ရှာဖွေပြီးတော့မှဒီမြန်မာနိုင်ငံနိုင်ငံသားတွေအတွက်ကိုအခမဲ့လာပြီးတော့မှကုသအဖြစ်တက်တက်မဲ့မဲ့လာရောက်ပြီးတော့မှလေကုသပေးကြတဲ့အတွက်ကြောင့်မလို့အဲ့ဆရာဝန်တွေကိုလည်းကျမ်းမာချမ်းသာပြီးတော့မှမြန်မာနိုင်ငံနိုင်ငံသားတွေဒီတဲ့ဒီပြီးတော့မှကူညီနိုင်ပါစေလို့လည်းဆုတောင်းပါတယ်လို့နော် ရာတော်ဘုရားအနေနဲ့ကလည်းဆက်လက်ပြီးတော့အခုလိုမျိုးပရာဟိတများကိုပြုလုပ်သွားအောင်မှာဖြစ်ပြီးနှစ်လတစ်ခါသုံးလတစ်ခါစသဖြင့်အလင်းသိမ့်သလိုပြုလုပ်သွားမှာဖြစ်ကြောင်းလည်းသိရပါဗျ။ I'm Dr. Anawat Samsawan and come from Suksawan Hospital Bangkok Thailand. Uh, we come here as a charity scheme for uh, heart patient and other patient for uh, Myanmar. Um, we came here uh, for several times is maybe fourth time for me here in, in Myanmar, in Yangon. Yes. Uh, there are a lot of uh, heart patients here in Myanmar, and most of them uh, are maybe over overtreat in some cases. Maybe they need to do some more investigation in which uh, here they cannot do, so that uh, a treatment may not perfect for many, many patients and uh, they may need to, to advise to uh, change their lifestyle. Uh, that, so I need I think that uh, many patients uh, not perfect treat here in Myanmar. Yeah. Look like uh, 20 years ago in Thailand, valvular heart disease is the, the problem. But now uh, the coronary heart disease is increasing and increasing. I think uh, in the nearly future, when you uh, develop your countries a lot, the heart disease may be changed. Like in Thailand, maybe the coronary heart disease is the main problem here. I would like to suggest that if you have a problem of a uh, Chinese of breath when you exercise, if you have palpitation, or if you have a uh, feel like to faint, or if you have edema on the leg, that may uh, and also yeah, chest pain when you exercise or even at rest uh, that uh, signs of uh, heart disease and uh, you may need to to go to your doctor uh, as soon as possible yeah အခုဆိုရင်တော့ပရိသတ်များလည်းကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဗဟန်းမြုံနယ်လိပ်ပြာခန့်ကျောင်းနိုင်နန္နာအောင်မြေကျောင်းမှာကျင်းပပြုလုပ်တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှဆရာဝန်ကြီးများရဲ့လာရောက်ခမဲ့စစ်ဆေးပေးခြင်းအစီအစဉ်ကို တွေ့မြင်ခဲ့ကြရပြီးကြည်နူးမူရီတာများပွားနိုင်ကြလိမ့်မယ်လို့ယုံကြည်မိပါတယ်။ ။နောက်လာမယ့်ရန်ကုန်မြင်ကွင်းကျယ်စီစဉ်များမှာလည်းဘလိုမျိုးစိတ်ဝင်စားဖွယ်ရအခမ်းအနားပွဲတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်လဲဆိုတာစောင့်မျှော်ခန်းစားကြည့်ရှုကြပါအောင်ခင်ဗျာ။ကြည့်ရှုပါပေးကြတဲ့ရန်ကုန်မြင်ကွင်းကျယ်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေခင်ဗျာ။